ဒီနေ့မှာတော့ကျွန်တော်ကယူဘော့တပူလန်းချောင်းခွဲစိတ်ခြင်းနဲ့ပူလန်းချောင်းကင်ဆာခွဲစိတ်ခြင်းအကြောင်းပြောပြပါမယ်ဒီလိုလုပ်ငန်းစဉ်တွေကိုအခုဆိုရင်အနည်းဆုံး25နှစ်ကြာလောက်ဆောင်နေပြီဖြစ်ပါတယ် robotics ပူလန်းချောင်းခွဲစိတ်ခြင်းကနောက်ဆုံး10စုနှစ်အတွင်းဖွံ့ဖြိုးလာတဲ့ခေတ်မီနည်းပညာဖြစ်ပြီးကျွန်တော်တို့ကအခုဆိုရင်17နှစ်ကြာလောက်ဆောင်နေပြီးအနည်းငယ်ဝင်ရောက်မှုနဲ့ပုံမှန်ကောင်းမွန်တဲ့ရလဒ်တွေကိုရရှိစေပါတယ် ီနည်းပညာတွေနဲ့ရှုပ်ထွေးတဲ့အင်စာခွဲစိတ်ခြင်းသက်တာတဲ့ဒေါကအခြေအနေတွေကိုပါလှုပ်ဆောင်နိုင်ပါတယ်ကျွန်တော်တို့အသုံးပြုနေတဲ့ robotics platform တွေကဒါ Vincent Snickani Hugo Ray စနစ်အထိအမျိုးမျိုးရှိပြီးအရင်ကလက်ပါရိုးစကူပြင်းနည်းပညာသို့မဟုတ်အရင်ကတာမန်အဖျားပောက်ခွဲစိတ်နည်းပညာထက်ပိုမိုကောင်းမွန်ပါတယ်လူနာကပိုမိုမြန်ဆန်စွာသက်တာလာပြီးအနေငယ်တော့ လုပ်ငန်းဆောင်တာအပြောင်းလဲနဲ့သူ့အလုပ်ကိုပြန်သွားနိုင်ပါတယ်ရှုပ်ထွေးတဲ့ဦးလန်းချောင်းကင်ဆာခွဲစိတ်ခြင်းတွေကအရင်ကခက်ခဲပြီးကြီးမားတဲ့အနာဖြင့်လိုအပ်ခဲ့တာတွေကိုရိုဘော့တနည်းပညာနဲ့ပေးငယ်တဲ့အထားပေါင်းနဲ့လှုပ်ဆောင်နိုင်ခဲ့ပါတယ်ကင်ဆာခွဲစိတ်မှုများအပါအဝင်စိတ်ရုပ်အစာအိမ်နဲ့ဦးလန်းချောင်းခွဲစိတ်မှုပြုလုပ်ခဲ့တော့ကျွန်ုပ်တို့ဤလူနာအများစုဒီကောင်းမွန်စွာလှုပ်ဆောင်ကြပြီးဒီနို့ကိုပုံမှန်လိုက်နာကြပြီး ျွန်ုပ်တို့လှုပ်ဆောင်ခဲ့သည့်ရလဒ်များကို ထုတ်ပြန်ပြီးအခြားအဆင့်သို့ပြောင်းလဲသွားခြင်းဖြစ်နိုင်ခြေကိုရှာဖွေနေပြီး2025တွင်ကျွန်ုပ်တို့သည်စေယုံတွင်ခွဲစိတ်ကူတာခြင်းကဲ့သို့တယ်လီယိုဗိုင်းတစ်ခွဲစိတ်ကူတာမှုကိုလှုပ်ဆောင်နိုင်ပြီဟုမျှော်လင့်ပါသည်လူနာသည်အိန္ဒိယနိုင်ငံရှိမတူညီသောနေရာတစ်ခုတွင်ရှိနေမည်ဖြစ်ပြီးယင်းတို့သည်ကျွန်ုပ်၏ကျွမ်းကျင်မှုကိုခေအမီဆုံးနည်းပညာဖြင့် တင်းတို့ဤနေရာ၌အတုံးချနိုင်ပြီးအကောင်းဆုံးရလတ်ကို ရရှိနိုင်သည့်အယံသေးငယ်သည့်နေရာတွင် ဖြစ်နိုင်သည်ဒါကို2025ခုနှစ်မှာလာမယ်လို့မျှော်လင့်ပါတယ်ဒါကိုအိန္ဒိယတလွှားရှိလူနာများအတွက်အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်